ာပါရှင်။အောက်တိုဘာလ22ရက်နေ့အတွက်တန်လွင်ထိုင်းမြစ်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လွင်ထိုင်းမြစ်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်။ဒီကနေ့ညနေပိုင်းမှာတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကျိုက်ထုံမှာစစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်မြို့သမီးတအူးဒဏ်ရာရခဲ့တဲ့သတင်း တနင်္လာရီတိုင်းမှာစစ်ပေးရှောင်8000ကျော်ထိတိုးလာတဲ့သတင်းတွေဖြင့်မဲဆွယ်စည်းရုံးမဲ့နေ့ရက်နီးလာချိန်လုံခြုံရေးတိုးမြင့်မှုစစ်ကော်မရှင်ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ပူတင်နဲ့အာဏာသိမ်းစစ်ကောင်ဆောင်အာဆီယံညီလာခံတက်မှာမဟုတ်ဘူးလို့မလေးရှားအတည်ပြုလိုက်တဲ့သတင်းဒေါ်လာတန်ပေါင်းများစွာကုန်ကြမဲ့ထရန့်ရဲ့ကာပွဲခန်းမအတွက်အလူရှင်စင်အင်ဗျူတော်ထုတ်ပြန်လိုက်တဲ့သတင်းတွေဖြင့်မနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်မရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မြို့သမီးကြီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခိုင်ထံကနေသိရပါတယ်။အော်တိုဘာ22ရက်နေ့မနေ့10နာရီချိန်လောက်မှာပဲခူးတိုင်းရွှေကျင်မြို့နယ်အခြေစိုက်အမှတ်96ရှေ့ချင်းမြန်တရင်ကနေတိုက်ပွဲမရှိဘဲဝင်းကန်ကျေးရွာဘက်ကိုလက်နက်ကြီးပစ်ခတ်ခဲ့တာပါ။လက်နက်ကြီးကြောက်ပောက်ပွဲမှုကြောင့်ဝင်းကန်ကျေးရွာနေအသက်62နှစ်အရွယ်ဒေါ်မက်ကီဟာတင်မားမှာမိုင်းဆဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်မျိုးသားစီယုံ KNU တရုံခိုင်တွင်းမှုဘဒိုစော်ဤနိုင်ငံတာဝန်တိုင်းကိုပြောပါသည်စစ်ကော်မရှင်တက်လက်နက်ကြီးပြက်ခတ်ခဲ့တဲ့ဝင်းကန်ကြီးရွာဟာခင်မျိုးသားစီယုံ KNU တရုံခိုင်ကြိုက်ထုံမျိုးနယ်အုတ်ချုံနယ်မြေမှာပါဝင်ပြီးတော့ခင်လူမျိုးများဆုံးနေထိုင်ပါသည်ကြိုက်ထုံမျိုးနယ်မှာတော့စစ်ကော်မရှင်တက်ဟာရွေးကောက်ပွဲမတိုင်မီတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကြီးရွာတွေကိုလေကြောင်းကင်းထောက်တာနဲ့ဘုံကျက်တိုက်ခိုက်မှုတွေစတိုက်လှုပ်ဆောင်နေပါသည် ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကလည်း KNU ဖန်အံမြို့နယ်ဖားပေါင်ကျေးရွာတွေကိုစစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ရပ်သားပြည်သူ၃ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ကိုရင်းရသည်ရောက်လာတာနဲ့အမျှစစ်ကော်မရှင်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့နှစ်ဖက်တိုက်ပွဲတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တနင်္လာရီတိုင်းမှာ နေရက်စွန့်ခွာ ထွက်ပြေးတင်းရှောင်ရသူ8000ကျော်ထိရှိခဲ့တယ်လို့ဒေတာရင်းသုတေသနဖွဲ့ဖြစ်တဲ့ F5 တနင်္လာရီထံကနေသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းစစ်ကော်မရှင်တပ်ကကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာအရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့နေကြောင်းပိတ်ခတ်တိုက်ခိုက်မှုတွေကြောင့်နေရွှန့်ကွာထွက်ပြေးရသူတွေများလာခဲ့တာပါ။တဝဲခရိုင်တွင်းရှိတဝဲလောင်းလုံးရေပြူတရချောင်းမြို့နယ်တွေမှာနေရွှန့်ခွာထွက်ပြေးတိရှောင်ရသူ 6800ကျော်ထိရှိခဲ့တယ်လို့ဆိုပါတယ်မြိတ်ခရိုင်တွင်းရှိပလောမြိတ်တနင်္လာရီနေ့ကျွန်းစုမြို့နယ်တွင်မှာလဲတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေရဲဆွန်ခွာထွက်ပြေးတိမ်းရှောင်ရသူ4000ကျော်ရှိခဲ့ပါတယ်ပလောမြို့နယ်တစ်ခုထဲမှာနေရဲဆွန်ခွာထွက်ပြေးတိမ်းရှောင်ရသူ2000ကျော်ရှိခဲ့ပြီးအဲ့ဒီမှာပလောစစ်ဆောင်စခန်းမှာနေထိုင်သူ3000ဝန်းကျင်ရှိပြီးတနင်္လာရီမြို့နယ်မှာရက်ရှည်တိုက်ပွဲဖြစ်ပွားမှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ2100နီးပါးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ FBI တနင်္လာရီကဆိုပါတယ်။လက်ရှိမှာတိုင်းတွင်းရှိစစ်ပေးရှောင်များစုဟာစစ်ကော်မရှင်တပ်ရဲ့ပိတ်ဆို့ကန့်သတ်မှုတွေကြောင့်စေဝါပြက်လက်မှုတွေကြုံတွေ့နေရပြီးအုံဆောင်ပစ္စည်းတွေလည်းဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။ဒါအပြင်စစ်ပေးရှောင်များစုဟာစားနိတ်ကစေဝါပြင် အသုံးဆောင်ပစ္စည်းတွေအများပြားလိုအပ်နေပြီးနိုင်ငံတကာအဖွဲ့အစည်းတွေထံကလည်းအကူအညီတွေရရှိတာမရှိဘူးလို့စစ်ပေးရှောင်ရေးကူညီနေသူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂလကလည်းတနင်္လာနေ့တိုင်းမှာစစ်ကော်မရှင်တပ်နဲ့တော်လိုင်းအင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲပြီးရေချောင်းတွေချောင်းပစ်ခတ်တိုက်ခတ်မှုတွေကြောင့်နေရွှန့်ကွာထပ်ပြီးတင်းရှောင်ရသူ9,600ကျော်ထိရှိခဲ့တယ်လို့သိရပါတယ်။ ွေကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေအတွက်စူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးမဲ့နေ့ရက်နီးကပ်လာချိန်မှာ ုံချုံရေးကိုတုံ့ပြန်ဆောင်ရွက်ဖို့စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ဦးညိုစောကသတိပေးပြောဆိုလိုက်ပါတယ်စစ်ကော်မရှင်ရဲ့ပြည်ထောင်စုစိုးရအဖွဲ့စည်းဝေးမှာဝန်ကြီးချုပ်ကရွေးကောက်ပွဲကာလအတွင်းလုံချုံရေးကိုအလေးထားဖို့ထည့်သွင်းပြောဆိုခဲ့တယ်လို့နိုင်ငံပိုင်စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြပါတယ်ဝန်ပြည်နယ်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးဒေသအလိုက်လုံချုံရေးတိုးမြင့်တာပါဝင်မြို့ဝင်မြို့ထွက်စစ်စေးဂိတ်တွေမှာလည်းပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မွန်ပြည်နယ်တထုံခိုင်တာဝန်ခံကိုအေးမင်းထွန်းကသူတို့လှုပ်ရှားတဲ့ဒေသဘက်မှာစစ်တပ်ကအင်အားပြပြီးလုံခြုံရေးတိုးမြင့်ထားတာရှိတယ်လို့တန်လွင်တိုင်းကိုပြောပါရယ်ဒီစစ်ကောင်စီကတော့သူတို့လုံမဲ့ဒီတရားမဝင်ရွေးကောက်ပွဲကိုနော်လုံခြုံရေးကတော့အာအင်အားတက်ဆိုင်တော့တိုးမြင့်ထားတာရှိတယ်ဟိုအရာဝေးဒီအများဖြစ်ပါတော့မြို့ရမဆိုအရာဝေးတွေနဲ့အများဖြစ်လုံခြုံရေးတိုးမြင့်တာရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအဲကာလမိုက်ပေါ့နော်အဝေးပြေးကာလမိုက်နဲ့အနီးတဲ့ရွာတွေကို ဒီကေမုံထိုးတာတွေစစ်ကြောင်းလက်တာတွေအဲ့ဒါမျိုးပေါ့နော်အင်အားတွေနဲ့အင်အားပြတဲ့သဘောပေါ့အဲ့ဒါမျိုးတော့သူတို့လောက်တာရှိတယ်အာစစ်ကောက်စီကလောက်တဲ့ယူကောက်ပွဲကတာတရားဝင်ယူကောက်ပွဲမဟုတ်ဘူးလေဒါကြောင့်ကျွန်တော်တို့ကနေမျိုးစုံနဲ့တိုက်ဖြတ်သွားမှာပဲဟုတ်လာမယ့်ဒီဇင်ဘာ28ရက်နေ့စတင်ကျင်းပမယ့်အပိုင်း1ထူးထူးယူကောက်ပွဲမှာနိုင်ငံတွင်းမှာရှိတဲ့တရားနှမျိုးနယ်မှာပြုလုပ်သွားမှာဖြစ်ပြီးချန်နယ်မျိုးနယ်တရားကိုတော့ဒုတိယအကြိမ်အပိုင်းနှစ်ဖြစ်နောက်နှစ်ဇန်နဝါရီမှာကျင်းပနိုင်တယ်လို့ခန့်မှန်းထားကြတာပါ။မော်ပြည်နယ်မှာတော့တပီနယ်လုံးကို ထွေထွေရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကရာထားပြီးအပိုင်းတက်မှာတော့ကြိုက်ထူတထုံမော်လမြိုင်ချောင်းစုံနဲ့ကြံမျိုးမြို့နယ်တို့မှာကျင်းပသွားမှာဖြစ်ပါလိမ့်ကြံမျိုးနယ်တွေကိုတော့လာမယ့်နှစ်ဇန်နဝါရီတွင်ဆက်လက်ကျင်းပမယ့်အပိုင်းနှစ်ထွေထွေရွေးကောက်ပွဲမှာပြုလုပ်နိုင်တယ်လို့ပြောဆိုနေကြပေမဲ့မဲဆန္ဒရှင်ပြည်သူများစုဟာမဲစင်းတွေကိုတောင်စစ်ဆေးဖို့စိတ်ဝင်စားကြပါဘူးဒီရေပေါ်လာတဲ့ခါကျတော့ဒီရေပေါ်မှာတပြအောက်မှာဆိုတော့ဒီ channel ဝင် ชนันวีละมาเ่นอตัวดีดูก็ชางอะไรดีที่ใช้ตามทางมึงก็ไม่ชินดีแล้วกว่าที่ทางนั้นพัฒนา่ปในตาลงจะรอดีดูเลยจะรอแม้เชียงอาถรรพ์ไม่ดีจังเลยก็ไม่ใช่เช่นเลยทีเดียวคือไม่ใช่เชนที่จะรอดีดูแม้เชียงออกมาคนนั้นไม่ตามมาตามไม่ชินจัไม่จรอดีเล้วก็พอ่าที่ได้เชิงใจรออันนี้เราแค่จะมันพอเลย အဲ့လိုမျိုးဆိုရင်ဒီများဆုံးသဘောရှိဒီအမိုက်အာအမိုက်ရဲ့အရှိန်မျိုးတိုင်းဝိုင်းကြီးအဲ့ဒါပဲအများဆုံးတောက်ဆိုင်တဲ့နောက်နောက်ပဲမဲချင်းထက်ကြမှာလို့ပြင်နေပေါ့လေသူလက်ရှိချင်းနေကြတာစစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပေါ်လင်းမြင်သားတဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ညီဆောင်ရွက်ဖို့ပြောပါရည်။ဒါပြင်ရွေးကောက်ပွဲမှာအသုံးပြုမဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MPM ကိုပြည်သူတွေအသုံးပြုတတ်စေဖို့ပညာပေးရေးအစီအစဉ်တွေကိုလည်းဆောင်ရွက်ဖို့အစည်းအဝေးမှာညွှန်ကြားထားတာပါလက်ရှိမှာလည်းရွေးကောက်ပွဲဝေရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်လောက်အမည်စင်းတွေကိုစစ်ကော်မရှင်ထိန်းချုပ်ထားနိုင်တဲ့တိုင်းနယ်ပြည်နယ်မှာရှိတဲ့သက်ဆိုင်ရာမြို့နယ်ကော်မရှင်ဖွဲ့ခွဲတွေကကြေညာထားပြီးဖြစ်ပါသည်မွန်ပြည်နယ်မှာတော့ပြည်သူလွတ်တော်မြို့သားလွတ်တော်နဲ့ပြည်နယ်လွတ်တော်အပြင်တိုင်းသားလူမျိုးမဲဆန္ဒနဲ့၃ခုမှာဝင်ပြိုင်ကြမယ်နိုင်ငံရေးပါတီ၉ခုနဲ့တတိပုဂ္ဂလပါဝင်ကိုယ်စားလှယ်လောက်၂၅၀ကျော်ရှိနေရပါ ဒီအတွက်စူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးတဲ့ကာလကိုတော့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရပ်ပေါင်း60အတွင်းခွင့်ပြုထားတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတည်ပြီးထားပါတယ်။ဒါပေမဲ့လုံခြုံရေးအကြောင်းပြချက်နဲ့စီတန်းလှည့်လည်ပြီးမဲဆွယ်စည်းရုံးတာကိုတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်မပြုဘဲပြိပင်ထားတယ်လို့နိုင်ငံရေးပါတီတချို့ကတန်လွင်တိုင်းကိုပြောထားတာပါ။မော်ဂျီဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှနိုင်တလနိုင်ကလောလောဆယ်မှာလုံခြုံရေးအတွက်ဆိုပြီးစစ်တပ်ကရက်ရွာတွေရက်စကန်တွေမှာ ရှိတဲ့နဲ့အင်အားထက်တိုးချက်ချထားတယ်လို့ပြောပါတယ်။အာသူတို့လုံချုံရေးအတွက်ဆိုပြီးတော့ဒီစင်အားတိုးချဲ့တာအဲရဲရွာတွေမှာရိုက်ပြီးတော့ရဲစခန်းတွေမှာတော့ဟိုရှိတဲ့ရှိတိုက်ထဲအင်အားထက်ပိုတိုးပြီးတော့သူတို့အင်အားတိုးချဲ့ပြီးတော့ချထားတာမျိုးတော့ရှိတယ်ပေါ့နော်။ဒါပေမဲ့အာပြီးတော့ပြီးခဲ့တဲ့ဘက်ကတော့ဟိုစစ်ကြောင်းထိုးတဲ့အချိန်တွေရှိတယ်။လောဆယ်ကတော့ဒီလောက်ပဲရှိသေးတယ်ပေါ့။ဆိုတော့ဒီယူကောက်ပွဲအတွက်မဲဆွဲကာလာမှာတော့တတိတဖုံသူတို့ဘက်ကတော့ င်စင်လာနိုင်ကြတော့ရှိအောင်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အဲ့လိုကိုတော့ဟုတ်ထင်တယ်ပေါ့နော် MSFC ရဲ့ကာကွယ်ဌာနအောက်မှာမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ရေးပြည်သူ့ကာကွယ်အဖွဲ့ YPDF တို့ဟာပြည်내တောင်ပိုင်းနဲ့ရေးပြည်မြို့နယ်တို့မှာမဟာမိတ်တွေနဲ့အတူစီးရေလှုပ်ရှားနေရပါမွန်ပြည်ဖက်ဒရယ်ကောင်စီပါဝင်တော်လှန်ရေးအင်အားစုတွေဟာစစ်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲကိုအတူရောင်းလို့သာတတ်မှတ်ပြီးစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြောထားကြပါသည် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။၄၈ကြိမ်မြောက်အာဆီယံညီလာခံတို့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့မြန်မာစစ်ကောင်စောင်းမင်းအွန်လိုင်းတက်ရောက်မှာမဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါဧဘရာဟင်ကအတည်ပြုလိုက်ပြီးနောက်စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးဟော်ခမ်ဆွန်နဲ့ကိုယ်စားလှယ်အဖွဲ့အော်တိုဘာလ23ရက်မနက်7:35မိနစ်မှာကွာလာလမ်ပူနိုင်ငံတကာလေးစိတ်တို့ဆက်ရောက်လာပါတယ် ရုရှားသမ္မတပူတင်ညီလာခံတို့တက်ရောက်မှာမဟုတ်ဘဲသူ့အစားရုရှားလက်ထောက်ဝန်ကြီးချုပ်တက်ရောက်မှာဖြစ်ကြောင်းဝန်ကြီးချုပ်အန်ဝါကအောက်တိုဘာလ22ရက်မှာပြောထားပါတယ်။အာဆီယံအစည်းအဝေးတက်ရောက်ဖို့အလေးအနက်စဉ်းစားကြောင်းပူတင်ကဝန်ကြီးချုပ်အန်ဝါကိုအရင်ကပြောခဲ့ပူပါတယ်။ မြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်လဲအာဆီယံညီလာခံတက်ရောက်မှာမဟုတ်ကြောင်းအန်ဝါကအတည်ပြုထားပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းအာဆီယံညီလာခံတွေမှာမြန်မာနိုင်ငံအတွက်နေရာကိုအလွတ်ထားရှိခဲ့ပြီးမှနိုင်ငံရင်းနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တဦးတက်ရောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်အော်တိုဘာလ26ရက်ကနေ28ရက်နေ့အထိကွာလာလမ်ပူမြို့မှာကျင်းပမယ့်အာဆီယံညီလာခံတို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ဖို့ရှိနေပါတယ်။ အဲ့ဒီနီလာကန်တို့အာဆီယံအဖွဲ့ဝင်10နိုင်ငံရဲ့ခေါင်းဆောင်တွေအပြင်အမေရိကန်တရုတ်ဂျပန်နဲ့အိန္ဒိယအပါအဝင်လက်တွဲဖို့နိုင်ငံတွေလည်းတက်ရောက်မှာဖြစ်ပါတယ်။အာဆီယံနီလာကန်မှာမြမအရေးအမေရိကန်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုဒေတာဆိုင်ရာလုံခြုံရေးစတဲ့ကိစ္စတွေကိုအဓိကဆွေးနွေးဖို့ရှိနေပါတယ်။ဒီလာကန်ပြင်ပမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ငင်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးဖို့လဲစီစဉ်ထားပေမဲ့အပိဓာတ်သဘောတူညီမှုမရှိသေးပါဘူး ဒါပေမဲ့မိမိတို့နှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးအခြေအနေတိုးတက်မှုရှိတယ်လို့ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကပြောထားပါတယ်သမရတော်နဲ့ထရန်ဆိုပြုထားတဲ့စတူယန်ပီ6000အကျယ်ရှိကာပွဲခန်းမတိဆောက်ရေးငွေကြေးလှူဒန်းထားတဲ့ကုမ္ပဏီကြီးတွေထဲမှာ Apple, Amazon, Lockheed Martin, Microsoft, Google, Coinbase, Comcast နဲ့ Meta ကုမ္ပဏီတို့ပါဝင်ကြောင်း Nvidia ရဲ့ထုတ်ပြန်ချက်အရသိရပါသည်။ကာဘွဲခန့်မှကိုသူကိုယ်တိုင်နဲ့အလူရှင်တွေလှူဒန်းထားတဲ့ငွေတွေနဲ့စောက်လုံမှဖြစ်ပြီးအခွန်နှန်းပြည်သူတွေရဲ့ငွေကိုသုံးစွဲမှမဟုတ်ကြောင်း Trump ကအကြိမ်ကြိမ် ပြောဆိုထားပါသည်။အော်တိုဝါ၂၂ရက်ကကာဘွဲခန့်မှတိဆောက်ရေးသူ့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ Trump ကဆွေးနွေးခဲ့ပြီးဒေါ်လာတန်း300ကုန်ကြမယ်လို့ပြောပါသည်။အဲဒီကာဘွဲခန့်မှတိဆောက်မှုဈေးဟာဒေါ်လာတန်း200ရှိမယ်လို့ Trump ဆွေးရကအရင်ကခန့်မှန်းထားခဲ့တာဖြစ်ပါသည်။အင်ဂျီရိုရဲ့ရှေ့ဘက်ဆောင်ကိုဖြိုချပြီးတော့ Trump က ကာပွဲခန်းမကြီးတိဆောက်ဖို့စီစဉ်နေတာဖြစ်ပြီးအများပြည်သူရန်မုံငွေတွေကိုတုံးဆွဲနိုင်ကြတဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိခဲ့ပြီးတဲ့နောက်အိမ်ပြည်တော်ကအခုလိုအလှရှင်များဆင်းကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒေါ်လာတန်ပေါင်းများစွာကုန်ကြမယ်ကာပွဲခန်းမတိဆောက်ရေးလှူဒန်းထားတဲ့ကုမ္ပဏီတွေစင်းမှာအမေရိကန်ရဲ့ထိပ်တန်းကုမ္ပဏီတွေပါဝင်နေပေမဲ့ဘယ်ကုမ္ပဏီကဘလောက်ထည့်ဝင်လှူဒန်းမယ်ဆိုတာကိုတော့အိမ်ပြည်တော်ကဖော်ပြမထားပါဘူး။ငွေကြေးလှူဒန်းပေးမဲ့ကုမ္ပဏီပေါင်း40နီးပါးရှိပြီးကာပွဲခန်းမစီမံကိန်းနဲ့ပတ်သက်လို့အိမ်ပြည်တော်မှာညစာစာပွဲကျင်းပသွားဖို့ရှိပါတယ်။ ဖရန့်ရဲ့ဒုတိယသမ္မတတက်တန်းအတွင်းကော်မတီကြီးတချို့ဟာတံမိုးကြီးမတဲ့စာချုပ်တွေချုပ်ဆိုခွင့်ရရှိထားပြီးတဲ့နောက်အခုလိုငွေလူရမ်းမဲ့အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီကာပွဲခန့်မှဟာလူတစ်ထောင်လောက်အထိလက်ခံနိုင်မှာဖြစ်ပြီးတော့နိုင်ငံတော်ညစာစားပွဲတွေလိုအခမ်းအနားမျိုးတွေအတွက်တင့်တော်လိမ့်မယ်လို့ထရန့်ကပြောဆိုထားပါတယ်။ နက်ဖြန်အောက်တိုဘာလ22ရက်နေ့အတွက်မိုးလီဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမ်းအနားချက်တွေကတော့ကပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အသင့်မှတိမ်ထုထန်နိုင်ပါတယ်။ မြမကံယိုနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်ကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနါယီ25မိုင်မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စစ်မိုးထစ်ကြုံရွာနိုင်ပြီးတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွာကြားမှုထေချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပါတယ်။တနိုင်ငံလုံးမှာမိုးရွာသွန်းမှုတည်တည်တတ်တာရောနေနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနည်းနဲ့မော်လမြိုင်မြို့၊ဖအံမြို့နဲ့တဝဲမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်အထူးကြီးရှိနိုင်ပါတယ်။ မြမတပီလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းအလုံးမြမာတဲ့အစ်စ်မရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုးလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရေးဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးဒေါက်ကွန်တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းတိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းတိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့တောင်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။